ဗုဒ္ဓနဲ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ6ရက်နေ့ကနေ14ရက်နေ့တော်တွင်မှာရန်အားလုံးကိုကြော်ပြီးကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းကိုရနိုင်တယ်သူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးနိုင်တယ်အတိုင်းခံနေကြတဲ့ကတိုးတက်မှုကိုရှာဖွေရမယ်ငွေကြေးပေးယူကိစ္စတွေမှာအငင်းပွားစရာတွေရှိတတ်တယ် အလောတကြီးရောင်းဝယ်ခြင်းမပြုရဘူးအာမခံခြင်းတောင်းယူခြင်းမလုပ်ရအောင်ခရီးကိစ္စစီစဉ်နိုင်တယ်ဥတီချက်တွေတွေလောက်ကန်အစီအပြေနိုင်တယ်ဘီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကို အသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါတယ် စိတ်ရဲ့နေမှာအရာရာသတိရှိရမယ်မတော်တဆအနေနဲ့လည်းဖြစ်တတ်တယ်အသွာလာကူးဆက်ရမယ်အရှိတောင်ရက်ကိုတည်သွားစဉ်အနေနဲ့ရှိတတ်တယ်ညနေ3နိုင်နဲ့4နိုင်ခွဲတွင် သွာလာသတိထားကိုယ့်ရဲ့နေမှာရန်နှောင်းချက်တွေကြားတဲ့ဖြတ်သန်းပြီးဘဝတိုးတက်မှုကိုရရှိမယ်မြတ်တရားကံကောင်းမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ဆယ်ရက်နေမှာခီးကိစ္စအပြောင်းလဲကိစ္စတွေဆောင်ရွက် အစီအပြေတိုးတက်မှုကိုရမယ်17ရက်နေ့မှာကိုပိုင်ဆုံးဖြတ်ချက်နဲ့ချမှတ်ကြိုးပေးခြင်းနေရှိမယ်ငွေကြေးဝင်ခြင်းလက်ဖွင့်ခြင်းနေရှိမယ်17ရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်မတော်တဆညည်တွေဖြစ်တတ်တယ်အရှိရောက်ကိုတည်သွားစရာညည်ဖူပြီးများတတ်တယ်မနေ့9နိုင်ခွဲနဲ့9နိုင်ကြာသတိထား73ရက်နေမှာမထင်မှတ်ပဲငွေကြေးကံကောင်းခြင်းလုပ်ငန်းကံကောင်းခြင်းနဲ့အခက်အခဲကြုံလာနိုင်ခြင်းတွေရှိပြီးတော့74ရက်နေမှာရပိုင်ခွင့်ဟောင်းတွေပြန်လည် ရရှိခြင်းအခက်အခဲအလုံးကိုကျော်လွှားရဘဝလူရဆန္ဒပြည့်စုံခြင်းတွေကိုကြုံမယ်တပတ်တာကာလအတွဲတွဲမှာဇာသပတိနေ့ဗုဒ္ဓနေ့တနင်္လာနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့အင်္ဂါနေ့မွေးသူများကြောင့်စိန်အောင်ဆက်ဖြစ်တတ်တယ်တင်ငါးခုကနန်းနေ့ကျိုးပေးပါတယ်အစိမ်းရောင်အပြာရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်အောင်မြင်မှုကိုရရှိနိုင်ပါတယ်အဖြူရောင်ပန်းမွေးတို့ကိုဖျားကတ်လူပူဇော်ပြီး အလိုရှိရာဆန္ဒပြုပါဆန္ဒပြမြောက်ခြင်းနဲ့ကောင်းကျင့်ခံတွေရရှိပါမယ်ကျေးဇူးတင်ပါတယ်